ကဲဒီနေ့တော့အန်ဘောင်းစင်းလုပ်ပေးမယ်ပစိတခုရှိရဲ့ဘာပစိလဲဆိုတော့နတ်တင်ပေါ့နော်ဆိုတော့နတ်တင်ဆိုတော့ဘာမှမဟုတ်ဘူးဆိုတော့ဒီနေ့အန်ဘောင်းစင်းဘာမှလုပ်မှာမဟုတ်ဘူးစရပါဆိုတော့ဒီနေ့ကျွန်တော်အန်ဘောင်းစင်းလုပ်ပေးမယ် product လေးရောက်လာပါပြီဘာ product လဲဆိုတော့ပေးဟတဲ့ idea တဲ့ဆိုတော့ nothing ဖုန်းလေးကိုကျွန်တော် unboxing လုပ်ပေးမှာပါ nothing 3a pro unboxing လုပ်ပေးမှာပါเนาะဆိုတော့သူက nothing 3a pro နဲ့အတူကျွန်တော်က8တွေပါထည့်ပေးလိုက်တယ် မဲမသိရင်ကျွန်တော်ဝယ်လာကြနေရမယ်ပြီးတော့ဒီမှာစာရိတ်လည်းပါလာတယ်လက်ထိုးရက်กว่าလားမသိဘူးတလားပေါင်းမထူအောင်လေပြီးတော့ original cover လည်းပါလာတယ်ဆိုတော့ဒီနေ့ video တော့ကတော့ထုံးစံတိုင်းပဲကျွန်တော် review နဲ့ကူညီပေးတာတော့ဖုန်းပါနေပြီးကူညီပေးတာပါဒီ Nathan 3ရဲ့ pricing တော့အမလီ30 26ဒိန်ခွဲဝင်းကျင်တော့ရှိနေမယ်လို့သိရတယ်ဗောနော်ဒါပေမဲ့လောလောဆယ်တော့ဒါထွက်ခါစားမလို့နည်းနည်း ဟိုဈေးလေးတွေရောမြင့်နေသေးတယ်ပေါ့နော်ဒါပေမဲ့ဒီထွက်ခါသားမှာရမယ့်လက်ဆောင်လေးလည်းရှိသေးတယ်လောလောဆယ်ဘာတွေရမှာလဲဆိုတော့ဒီ original cover လေးရမယ်အဲ့ဒါအပြင်ကသူလက်ထိုးရတဲ့အထက်မှာဘာဘာလဲဆိုတော့ဒီချက်တိုင်အောင်မဩဒီမှာ nothing phone 3ရဲ့ CV 1 year extended warranty card တဲ့ဆိုတော့ warranty နှစ်နှစ်ရမယ်ပေါ့နော်ဆိုတော့လောလောဆယ်ဝင်မယ်ဆိုရင်အဲ့ဒီ online လေးပါလာမယ် ဒီတော့တမ်ပါဂလက်စီထည့်ပေးလိုက်တာပေါ့နော်ဆိုတော့ဒီတမ်ပါဂလက်စီကလောလောဆယ်ကျွန်တော်ရဲ့အကိုင်တွေကိုစိတ်ချယုံကြည်ရဲ့အတွက်ဒီတမ်ပါဂလက်စီကိုထည့်ပေးလိုက်ပုံရတယ်ဆိုတော့ဖောင်းမယ်ဟာဒါပဲဆိုတော့ဒါပဲဆိုဘာမှပါတော့ပေါ့နော်ဆိုတော့ပြောနေရကြတယ်ကျွန်တော်တို့ကာဗာလေးကိုပြီးမှကြည့်မယ်ဗျာဖုန်းလေးကိုဖောင်းမယ်ပေါ့နော်သူသူဘူးပက်ကေ့ချင်းဒီဇိုင်းရမိုက်တယ်နောက်ပြီးဒီနှစ်မှာတော့သူကင်မရာကိုအသားပေးထားရဲ့ဖုန်းပေးသားဆိုတာ ਨੇ ပဲအဲဒီ3 Pro မှာသူကင်မရာဟာတဲမှာမှာဖုန်းပုံစံလေးထပ်ထည့်ပေးတာပေါ့နော် ဒီဇိုင်းလေးကတော့ nothing ကလေဟိုတယောက်နဲ့တယောက်တော့ကြိုက်ချင်းတော့တူချင်းမှတူကြလိုက်မယ်ဒါပေမဲ့စမ်းတယ်ကွဲထက်ကွဲထွက်တယ်တခြားပုံနေနဲ့မတူရဲဒီဇိုင်းတစ်ခုကိုပေးတယ်အမှန်ပဲဆိုတော့ပြောနေရကြပါတယ်ကျွန်တော်တို့ဖောက်လိုက်အောင်ဒါကိုဖြဲခိုင်းတယ်ဗောနော်ဆိုတော့ဖြဲလိုက်ပြီးဖြဲလိုက်ပြီးဟော ဆိုဗီဒီယိုကြည့်ရင်ကျွန်တော်ဗီဒီယိုဒီ unboxing တွေရောကျွန်တော်နည်းနည်းပေးရှိတယ်ပေးရှိဆိုတော့ AC phone လေးကိုစိမ့်ပြနေပြီးရလာခံပြီးဖောက်ချင်တာပေါ့နော်ဆိုတော့ view ကြရင်တော့ကျွန်တော် low end tuition တွေပဲပြောပါတယ်နောက်ပြီးတော့ကျွန်တော်အခုလိုဟာဗာလေလိုတိုရှင်းဆိုရယ် really လေလုံနေသေးရယ်ကျွန်တော် TikTok channel မှာတင်ပါတယ်အားတွေကိုတော်ရောက် upload ရပါတယ်ဂျုံလုံးကြော်ညာဝင်တာ okay ဒီလိုလမ်းအမှာ what can do nothing and where is it in a moment like there why you bye 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 သမကလား ပြီးရင် QR code လေးပါလာမယ်ပြီးရင်ဖုန်းပါလာမယ်အိုးကင်မရာဘန်ကြီးကနေရမဟုတ်ဟာနေပေါ့ periscope ကြီးထည့်လာတော့ဆိုတော့26သိန်းခွဲဝန်းကျင်နဲ့ဖုန်းတွေထဲမှာ daily sensor ပါတဲ့ဖုန်းတွေရောရှိရတယ်ဒါပေမဲ့ periscope ပါလာတဲ့ဖုန်းကတော့နဲ့တင်ရပထမဆုံးဖုန်းဖြစ်နေမယ်ပေါ့နော်ပြီးတော့ကျွန်တော်ဒီမှာဟာ type c to c ကြိုးလေးပဲဒါပေမဲ့ transparent နေမဟုတ်တော့ဒီနေရာမှာလည်းသူ price cut out လုပ်လိုက်တယ်ပေါ့နော်ဆိုလိုချင်တာကဒီမှာ daily periscope ထည့်ပေးလိုက်လို့ဒီမှာ ကျိုးဝေးလျှော့လိုက်တာလားမသိဘူးပြီးတော့ဒီမှာဘာပါသေးလဲ sim ejecta လေးဒါကြတော့ transparent ပြန်လုပ်ပေးထားတယ်ဒီမှာ sim ejecta လေးသူ nothing ကတော့ nothing ပါပဲ nothing ပါပဲလို့ပြောရမှာပေါ့နော်ဆိုတော့ဒီနေ့ကတော့ nothing နဲ့ဖြစ်လိမ့်မယ်လို့ထင်တယ် okay ပြောနေရကြကျွန်တော်ဖုန်းလေးကြည့်ရအောင်ဒီကောင်းလေးက gray ပေါ့နော် gray color ပေါ့နော် gray color ပဲလာတယ် gray color ပဲလာဆိုတော့ကျွန်တော်အပြာလေးက 3A ရိုးရိုးมาပဲလာတယ် 3A pro မှာမလာသေးဘူးဒါတော့မှလောလောဆယ်အပြာပစီပြတ်နေတယ်ဒီနောက်ဘက်က glass ဖြစ်သွားပြီဆိုတော့ဒါလည်း upgrade ဖြစ်သွားတယ်နောက်ပြီး MP65 လာမသိဖြစ်သွားပြီပေါ့နော်အဲ့ဒါလည်း upgrade ဖြစ်သွားတယ် okay ဆိုတော့ဒီမှာသူ့ gray ကမိုက်တယ်ဟိုဘယ်လိုပြောရမလဲဗီဒီယိုထဲမှာတော့လှကြမှာလှနေမယ်အပြင်မှာမြင်ရတဲ့ပုံစံက တစ်မျိုးလေးပဲပြုတ်ခက်ကြီးကြီးဗျ volume button တစ်ခုဒီမှာ power button တစ်ခုရဲ့ဒီမှာ essential button ပေါ့နော် essential space လို့ပဲခေါ်လာနေတင်အဲ့လိုခေါ်လာသူ essential space လို့ပဲခေါ်မှာပေါ့နော်ဆိုတော့ဒီ button လေးတစ်ခုထည့်ထည့်ပေးထားတယ် okay ဆိုတော့ကျွန်တော် set up လေးလုပ်ကြည့်အောင်ကင်မရာဘက်အောင်ထွက်တယ်နောက်ပြီးဒီကင်မရာ design တဲ့မှာလေဒီနေရာလေးမှာအဲကင်မရာ ဖုန်းတစ်လုံးပုံစံထက်ထည့်ပေးထားရပုံစံနော်ဖုန်းကနေပဲဒီမှာကင်မရာလေးဖြင့်နေရလေးဒီဘက်မှာဆင်ဆာနှလုံး flash ဒီဘက်မှာ glass interface ရှင်းရှင်းပါပဲအရင်နဲ့တဲ့ဖုန်းတွေဒီဇိုင်းနဲ့ကောထက်တော့ဆိုလို့ဒီနေရာလေးပဲရှိမယ်ကင်မရာဘန်းကတော့တော်တော်ကြီးထူတယ်ဒါကတော့ periscope ဖြစ်သွားတဲ့အတွက်ထူတော့ကျွန်တော်လက်ခံပေးရမှာပေါ့နော်ဆိုတော့ဆက်လက်လေးလုပ်ကြည့်အောင် ဆက်စားခြင်းမှာကလေးကခံစားရတာ week ဆိုပြီးတက်လာတယ် habit တော်တော်လေးကောင်းပါတယ်ဆို setup ကတော့ကျွန်တော်နည်းနည်းလေး speed လေးမြန်လိုက်မယ်ပေါ့နော်ဆိုဒီမှာတက်မှာကြာမှာနဲ့အာဒီမှာ essential key ကြောင်းလာပြီပေါ့နော် capture your through the go with power ai in the present whole essential key to capture the screen key holding the record the audio တဲ့ဆိုဒီဟာလေးကသူ AI သုံးဖို့အတွက် button တစ်ခုထည့်ထည့်ပေးထားတဲ့သဘောပေါ့နော်အဲ့လေးကဘယ်လိုအသုံးဝင်လဲဆိုတော့ကျွန်တော်ပြီးမှဆက်ပြောပြပေးမယ် တော့ဆက်ဒီ nothing was 3မှာဘာတွေပုံမိုက်လာလဲဆိုတော့ကျွန်တော်ဆက်ကြည့်ရအောင် so personalized lock screen with cloud face and widget so widget တွေ lock screen နဲ့ personalized လုပ်လာမယ် rewind your quick setting နဲ့ quick setting တို့ကျွန်တော်တို့ arrange ပြန်လုပ်လို့ရမယ် favorite widget uh favorite widget with your best friend နဲ့ widget တွေကို share လုပ်ရမယ် plus map app drawer ပါလာမယ် android 15 ai enhanced performance dot animation engine နဲ့ reverse port view revert typography တဲ့ font လေးပါပြောင်းလာတာပဲ hmm อ oh, ๋อဒီမှာသူက nothing os သုံးမလား default android သုံးမလား option တစ်ခုပေးထားတယ်ဆိုတော့ nothing os ကိုသုံးမှာ default android ကို finish ဆက်တဲ့ပေါ့နော်ပြီးသွားပြီ habit လေးလည်းကောင်းတယ်လောလောဆယ်ဒီမှာကြည့်ရတဲ့လောက်ကတော့ display လေးကတော့ bezel လေးလည်းအရင်မထုံနေဘူးဗျ96သိန်းခွဲဆိုပေမဲ့တကယ်တကယ်တော့ကြည့်ရင်ဒေါ်လာ 400မပြည့်တဲ့ဈေးလေးပေါ့နော်ဆိုတော့ဒေါ်လာ400မပြည့်ရဲ့ဈေးလေးဆိုတော့တော့ကောင်းတယ်လို့ပြောလို့ရပါတယ်သူ့ရဲ့ display က6.7 inches ဝန်းကျင်လောက်ရှိလိမ့်မယ်အာဒီအထက်ကစက်တင်လည်းတော်တော်လေးရှင်းရှင်းလင်းလင်းပဲပြဒီမှာ deck တင်းက default ပေးထားတယ် color ရွေးလို့ရတယ် color contrast HDR display brightness က3000 nits ပြ p brightness ပေါ့နော်မစိုးပါဘူးဒါလေး screen saver တဲ့ အဲဒီမှာကာလာဟိုတော့ standard alif ဟွန်းသူရဲ့ default ကာလာလေးပဲတုံးကြည့်လိုက်မယ်လောလောဆယ်ကျွန်တော် essential space ကိုအရင်ဝင်ခိုင်းတာပေါ့နော်တပည့် click နေလိုက်ရင်ဒီ essential space ကိုဝင်သွားပြီအဲဝင်သွားပြီဆိုတော့ဒီမှာ receipt key information from your say address transcribe summary with your my take a quick okay သုံးခုပေါ့နော် quick access double click ဆိုရင် essential key from anywhere to essential space ရဲ့ double click နှိပ်မယ်ဆိုရင် essential space ကိုတန်းရောက်သွားမယ်အဲ တဘက်ဂရစ်တူကွန်တင်နျူဒီမှာတဘက်ဂရစ်နေလိုက်ပြီဆိုရင်အော်ဒီမှာအခုမှဒီ essential space တွေကိုရောက်သွားရပါတော့အပ်ဒိတ်လုပ်ခိုင်းနေအဲပြီးမှလုပ်မယ်ဆိုတော့ပြီးရင်နောက်တစ်ခုကအော်တော်ဒီ update လုပ်ပြီးမှကျွန်တော်တို့ set တုံးလို့ရမှာဆိုတော့ update လုပ်ဖို့အတွက် Google Play ဝင်အောင်မယ် Okay ထားပါတော့ဒါရတော့ကျွန်တော်တို့ review ကြမှာပဲဆက်ပြီးတော့ဒိုးလိုက်တော့မယ်ဆိုတော့ performance performance တွက်ကလည်းဒီ Snapdragon 7S Gen 3နဲ့လာမှာဖြစ်တဲ့အတွက် တောင်တန်အောင် marriage level performance မှာစင်ပြေတယ်ဗျာတကယ်တကယ်ပြောရင်တော့ဘယ်လိုပြောမလဲတော့ပါလေဒီ China ဝင်လာတဲ့တချို့ဖုန်းတွေတော့ flagship ကြီးလာရင်တော့သူရဲ့ performance ကထွက်မှာမဟုတ်ဘူးဒါပေမဲ့သူများနဲ့မတူတဲ့ taste တစ်ခုတော့ရတယ်ဒီဖုန်းတွေကတော့ nothing ဖုန်းတွေအရောပေါ့နော်အော်အဲ့တော့ battery battery က5000 mAh ဆိုတော့ဒီနေရာမှာလည်းဘာမှ complaint တက်စရာမရှိနေဘူးဟွန်းပြီးတော့ဒီ shape selfie camera 50 megapixel ဆိုတော့သူရဲ့ tele sensor လေးတစ်ချက်ဆန်းကြည့်အောင် မဟာဒီမှာဒီမှာတော့ ultra wide ကို0.15 mm 24 mm 50 mm 70 mm 140 mm ထိသူရိုက်လို့ရအောင်ဒီ default မှာလုပ်ပေးထားရပါတော့။ portrait မှာဆိုရင်လည်း100 mm ထိရိုက်လို့ရအောင်လုပ်ပေးထားတယ်။ damn ပြီး macro 36 macro tele နဲ့တွဲပြီးတော့သုံးပေးထားရပါတော့ကျွန်တော်အဲ tele စဉ်းစားနေပြီး macro လည်းရိုက်လို့ရမယ်။အဲဟိုမှာ3စာ6စာကြိုက်တာရိုက်လို့ရမယ်။ portrait ကို100 mm ရိုက်လို့ရအောင်လုပ်ပေးတဲ့တစ်ချက်တော့ကျွန်တော်စိတ်ဝင်စားတယ် expert panorama timeless လို့မှထားပါတော့ဒါတွေကတော့အဲ့တော့ကျွန်တော်ဒီနားလေးမှာဒီကားလေးကိုထားလိုက်မယ်ထားပြီးတော့ကျွန်တော်ဒီမှာ photo ကို 6x နဲ့ 6x နဲ့ဆွန်းဆွဲရိုက်ကြည့်မယ်ဆိုတော့ဒီ studio ထဲမှာဆိုတော့အာ လန်းစ်ညပ်ပတ်နေရတဲ့လန်းစ်ညပ်ပတ်မှာခုနကကျွန်တော်ခြင်တာတော့ဆိုစတူဒီယိုထဲမှာတော့ဘာမှအများကြီးပြောလို့မရသေးဘူးကောင်းတယ်မကောင်းဘူးကျွန်တော်လည်းတိတ်မပြောချင်သေးဘူးအမ်ပြည်ဒီမာလေး update တွေလောက်ခိုင်းနေပြီပေါ့နော်ဆိုတော့ update တွေလုံနိုင် update တွေလုံပြီးမှပဲခုနေ့နေရာတော့ပိုပြောလို့ပိုကောင်းတာပေါ့နော်အခု camera quality ရေးပါတွေကတော့ဒါ 6S နဲ့ပဲကျွန်တော်ရိုက်ထားတာ Okay ဆိုပန်းလေးတစ်ချက်ပန်းဟိုမှာကျွန်တော် portrait ကိုမှာ 4H နဲ့ရိုက်လိုက်မယ်ဆိုဒါရတော့လောလောဆယ် out the box ဖြစ်လာတဲ့အတွက် software update တွေဘာမှမပါသေးတဲ့အတွက် camera ကိုအများကြီးမပြောဒါပေမဲ့ is detection ရတယ်ဒီမှာကျင်ဒီဆုံးဆွဲလိုက်ဒီက pink ကိုအင်ကြီးအောင်မြင်နေရတယ်ဒါဆိုပါဦး camera တော့စိတ်ဝင်စားဖို့တော်တော်ကောင်းသွားပြီ ဟောဒီမှာ portrait ကတော့ဘိုခေးကိုပန်းပုံထားမှာကျဲပုံထားမလား flare ထားမလားအဝိုင်းလေးထားမလားစိတ်ကြတော့ပြောလို့ရတယ်အမေဆူနေတဲ့အထူးထူးဆန်းဆန်းကင်မရာဘိုင်းတွေပါအားဆိုင်လာပါလားဒါပေမဲ့တကူရှိအိုင်နေတဲ့ icon တွေကမှတ်ရမလို့ဒါဆိုပါလေအဲဒါဆိုရင် essential space ဒီမှာ app drawer နဲ့ကျွန်တော်ဆွဲလိုက်ပြီဆွဲလိုက်ပြီဆိုတော့ဒီမှာတော့အထဲမှာတော့အထဲရဟာရတော့မြင်ရလွယ်ပါတယ်ဆိုတော့ကျွန်တော် audio ဘိုင်းလေးတစ်ချက်ဆန်းကြည့်မယ် glyph interface အလုပ်လုပ်လေအော်ဒီရောဒီလောက်ပဲပေါ့နော်လောလောဆယ်တော့ဒါလေးပဲကျွန်တော်စမ်းပြထားအောင်မယ်ဒီခုနခုန glyph interface တွေ့လို့အော်ဒါကို brightness အတွင်းချလုပ်လို့ရတယ် Okay ဆိုတော့ညစ် visualization ပမာတော့ပြောကြတော့မရှိတော့ ဆိုတော့ Nothing 3A Pro unboxing လေးကတော့ဒီလောက်ပဲ Pro ဆိုတဲ့အတိုင်းပဲတကယ်တမ်းတကယ်တမ်းပြောရင်တော့ Nothing ကဒါ upper mid level လို့ပဲပြောရမလား upper mid range ပေါ့နော် mid level ပေါ့နော် mid level ဖုန်းတစ်လုံးပေါ်မှာဒီလိုမျိုး periscope ထည့်ပေးလာတယ်ဆိုတော့သူတို့ရဲ့ထွက်လာမဲ့ flagship ဖုန်းကလည်းတော်တော်လေးစိတ်ဝင်စားဖို့ကောင်းသွားပြီလို့ပြောရမယ်ဆိုတော့လောလောဆယ် unboxing လေးကိုအဆုံးထိကြည့်ပေးလို့လည်းကျေးဇူးအများကြီးတင်ပါတယ် review ကြရင်ဘာလဲသိချင်လဲဆိုတော့ comment မှာလည်းရေးပေးသွားလို့ရပါတယ်